ဆရာကြီးမင်းတိန်ခါရဲ့ပုံနာပကွန်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၁၉တင်းတင်းထွက်သွားပြီးနောက်ပုံနာပကွန်သည်စကားတကွန်းမှမပြောဘဲတိတ်ဆိတ်၍နေလေသည် သူသည်ပြင်းထန်သောဝေဒနာတစ်ခုကိုမိတ်ချေ၍ခံစားနေပုံရလေ၏ညနေဆောင်သည့်အခါ၌ကိုရင်ကြီးသည်ပုံနာပကွန်အနီးသို့လာရောက်၍မင်းငါနဲ့လိုက်ခဲ့ပါ အရေးကြီးတဲ့နေရာတစ်ခုကိုသွားစရာရှိတယ်။ driver မခေါ်ခဲ့နဲ့ကားကိုမင်းကိုယ်တိုင်မှဟူဆိုလေသည်။ဘုံနာပါခွန်သည်မဆိုင်မတွမင်းကားယုံမှကားကိုထုတ်၍စင်ဝင်အောင်လိုက်ရက်ပြီးလင်ကိုရင်ကြီးတက်ရန်အတွက်တကားကိုဆင်း၍ဖွင့်ပေးပြီးနောက်မောင်းနေခဲ့လေသည်။တာမွေဘက်ကိုမောင်းကွာဟူဆိုသည်ဖြင့်မောင်းနေလာခဲ့ရာကြောင်မြောင်းစင်းဤသို့ရောက်သောအခါ၌ဘုံနာပါခွန်ကအခုသွားမယ့်နေရာက တော်တော်ပဲအရေးကြီးသလား။ ကြီးလာကြီးပေါ့ကွာကဘာပေါ်မှာအရေးကြီးဆုံးနေရာလို့ထောင်ပြောနိုင်တယ်ဘုံနာပါကွန်ဒီဆက်ရမမီတော့ပဲကိုရင်ကြီးကဘဲခွေဆိုသည့်ခါ၌ဘဲခွေလျက်၎င်းညာခွေဆိုသည့်ခါ၌ညာခွေလျက်၎င်းမောင်းနေကြလေရာတောင်ဝေတင်းချိုင်ကုန်းအဝင်လန်းသို့ရောက်လေကိုရင်ကြီးကထိုလန်းအတွင်သို့ဝင်ရန်ပြောသည်ဖြင့်ကိုရင်ကြီးဒါမသာချတဲ့လန်းတင်းချိုင်လန်းဖျားဟုတတိပေးလိုက်ရာကိုရင်ကြီးကငါသိပါတယ်ကွာမောင်းမသာမောင်းစမ်းပါ ဟူသို့သဖြင့်ပုံနောက်ဘာကုန်းလဲတင်းဆိုင်ကုန်းလမ်းအတိုင်းကားကိုမောင်း၍ဝင်လာရာတင်းဆိုင်စရာကြီးတစ်ခုအနီးသို့ရောက်လေရက်တော့ဟူသို့သဖြင့်ကားကိုရလိုက်ရလေသည်ကားရလိုက်သည်နှင့်ပုံနောက်ဘာကုန်းကကားပေါ်မှကြပြကြရာဆင်း၍ကိုရင်ကြီးအားတကားဖွင့်၍ပေးလာရာကိုရင်ကြီးသည်တစုံတရာပြောဆိုခြင်းမပြုဘဲလမ်းအတိုင်းလျှောက်၍သွားပြီးနောက်ဝင်းလူဆဲဆဲနေလုံးကြီးအားတစ်ချက်မြငဲ့ဆောင်ကြည့်ပြီးလင် အုတ်ကူကြီးတစ်ခုပေါ်သို့သွားရောက်၍ထိုင်သည်ဖြင့် ပုံနာပါကွန်လဲကိုရင်ကြီးထိုင်လျက်ရှိသော အုတ်ဂူနှင့်ကက်လျက်အုတ်ဂူတလုံးပေါ်၌ထိုင်ချလိုက်လေသည်ကျွန်ုပ်ထိုင်သော အုတ်ဂူ၏ခေါင်းရင်းဘက်ကြောက်ပြားအောင်၌ပါသောစာကိုလည်းသတိပြုမိလေသည်ရေနံတွင်စာတထေဥပါကွန်အသက်25နှစ်ဝါဇူလာဇန်9ရက်1300ပြည့်နှစ်တွင်ကွယ်လွန်အနိမ့်စာရောက်သည်ကျွန်ုပ်သည်ထိုစာကိုဖတ်ပြီးကြောတွင်စိတ်ငြိမ်နေဖြစ်၍သွားလေသည်ကျွန်ုပ်နှင့်နံမဲတူ ကျွန်ုပ်နှင့်အသက်တူရေနံတွင်းစားတရေကြီးကပြီးခဲ့သောနှစ်ဤနှစ်ဤရက်တွင်ကွယ်လွန်ခဲ့ပြီဖြစ်၏အမှန်တိုင်းဆိုရပါမူကျွန်ုပ်ရဲ့အသက်သည်ယနေ့တွင်25နှစ်တင်းတင်းပြည့်ပြီဖြစ်သည်၎င်းတွင်းစားတရေကြီးသည်ကျွန်ုပ်ထက်အသက်တနှစ်သာကြီးပေလိမ့်မည်သို့ရာတွင် သူတည်ဆုံးသောအရွယ်မှာယခုကျွန်ုပ်ရောက်ရှိနေသော အသက်အရွယ်ပင်ဖြစ်လေ၏ကိုရင်ကြီးအရေးကြီးတဲ့နေရာသွားမယ်ဆိုဒီနေရာပေါ်ကဒီတဲ့အရေးကြီးတဲ့နေရာပဲရှိအောင်မလဲ သေခြင်းတရားကလူတွေအတွက်အရေးကြီးဆုံးမဟုတ်လားဒီတော့သေခြင်းတရားကိုလက်တွေ့ခံစားတွေ့ကြုံပြီးတဲ့လူတွေစုဝေးနေတဲ့နေရာကအရေးကြီးဆုံးနေရာပေါ့ကဘုံနာပါကိုရင်ဆိုင်နိုင်ကိုရင်ကြီးပြောသည်မှာဟုတ်ပေသားဟုအောက်မေမိဒီနေရာကိုခေါ်လာတာကလည်းအရေးကြီးတဲ့စကားပြောမလို့ပဲပြောပါကိုရင်ကြီးအလွန်ဆင်းရဲပြီးအလွန်ဒုက္ခရောက်နေတဲ့မင်းကိုငါဟာလွန်ခဲ့တဲ့ခုနှစ်နှစ်ကတရေကြီးဖြစ်အောင်လုပ်ရမယ်ဆိုပြီးလှုပ်လိုက်တာအခုတော့ တရေကြီးဖြစ်ပါပြီအခုလိုရည်ရွယ်ချက်တစ်ခုအောင်မြင်တဲ့အတွက်တော့ငါဟာတိတ်ဝမ်းသာတယ်မင်းလည်းဝမ်းသာမှာပါပဲဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်ကိုရင်ကြီးအခုမင်းဟာမချမ်းသာဘူးစိတ်ချမ်းသာမှုမရဘူးမင်းအတွက်ကလည်းစိတ်မချမ်းသာဘူးချမ်းသာခြင်းကနှမျိုးရှိတယ်တစ်ခုကကိုကာယနဲ့ဆိုင်တယ်တစ်ခုက စိတ်နဲ့ဆိုင်တယ်ကိုကာယချမ်းသာမှုထက်စိတ်ချမ်းသာမှုကပိုပြီးလိုအပ်တယ်မဟုတ်လားမှန်ပါတယ်ကိုရင်ကြီး ငါမိရဲ့အကျိုးရှိရာရှိချမ်းကိုလိုလားတယ်ဆိုတာတော့ယုံကြည်တယ်မဟုတ်လားပါကွန်းယုံကြည်ပါတယ်ဗျာအေးငါမင်းကိုချမ်းသာစေခြင်းလုံးလုံးချမ်းသာအောင်တော့ညွန်ပြခဲ့ပြီပြီဒါပေမဲ့တကယ်တမ်းကြတော့မင်းမှာရွှေတွေငွေတွေတိုက်တွေတာတွေရှိလာမင်းမဲပြေစုံတဲ့ချမ်းသာအစ်စ်ကိုတွေ့ရလားမှန်ပါတယ်ကွင်းကြီးပစ္စည်းတွေရှိလာမင်းမဲတပြည့်တော့မချမ်းသာသေးပါဘူးအေးမင်းအောက်ကရေနံတွင်ယိုတတိပါကွန်းကို မြုပ်ထားတယ်။အသက်ရှင်လျက်ရှိနေသေးတဲ့တတိကြီးပါကုံကအပေါ်ကထိုင်တာပေါ့ပါ။တနေ့မှမင်းလည်းသူ့နေရာရောက်ရလိမ့်မယ်။သေးချင်းတရားကမင်းတို့တတိလာကိုမပြောနဲ့။ရှင်မင်းလည်းချမ်းသာမပေးဘူးဆိုတာကိုတော့တတိရှိထားဖို့လိုတယ်။မမတွေကိုရင်ကြီး။မသေးချင်းမတော့စင်မှန်တဲ့ချမ်းသာကိုရအောင်ယူရလိမ့်မယ်ပါကုံ။ကိုကံရချမ်းသာတာဟာအပြင်းပန်းချမ်းသာမှုဖြစ်တယ်။စိတ်ရတကယ်အေးချမ်းတဲ့ချမ်းသာမှုကမှချမ်းသာအစစ်ဖြစ်တယ်ကွာ။ တတိဖြစ်တယ်ဆိုတာအပြင်းမှန်ချမ်းသာမှုပဲချမ်းသာအတုပေါ့ကွာစိတ်ရဲ့အေးချမ်းတဲ့ချမ်းသာမှုကမှချမ်းသာအစစ်ဖြစ်တယ်မှန်ပါတယ်ကိုရင်ကြီးချမ်းသာအတုကိုတော့ခုနှစ်နှစ်အတွင်းရအောင်လုပ်မယ်လို့အတိအကျစေခိုင်းလို့ရချင်းရမယ်ချမ်းသာအစစ်ကိုတော့ဘယ်ချိန်ဘယ်ကာလအတွင်းရအောင်လုပ်မယ်လို့အကြက်ကင်ပြီးခိုင်းလို့ရတာမျိုးမဟုတ်ဘူးပြီးတော့ချမ်းသာစိတ်ကိုရအောင်လုပ်ဖို့အတွက်ကဘယ်လိုလုပ်ပါ ဘယ်လိုနေပါလို့ငါအနေနဲ့မပြောချင်ဘူးမပြောချင်ဘူးဆိုတာလည်းမပြောနိုင်လို့မပြောတာပါဘာဖြစ်လို့လဲဆိုတော့ငါတောင် ချမ်းသာစေရဲ့တဲ့လွန်စာကို မတွေ့ရသေးလို့ပဲဘယ်ဒီလာကိုစောက်တီပါဘယ်လိုဘာဝနာကိုပွားများပါလို့လဲငါတော့မပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့ငါကိုယ်တိုင် ချမ်းသာစေကိုမတွေ့သေးလို့ပဲပုံနာပါကွန်ကတေးချိုင်းကွန်ကအုတ်ကူဖွေးဖွေးများကို၎င်းမှတ်တာနေမြေပုံကျုပ်တို့ချဲတဲ့ကို၎င်းချုပ်ငုံ၍တွေ့မြင်နေရပြီဖြစ်လျား လူ့ဘဝနေဝင်ချိန်တို့ဒီမဟုတ်သူ့ဘဝနေဝင်ချိန်နဲ့တည်ချင်းတရားရိပ်ဝင်များကိုနားလည်သဘောပေါက်သွားလေသည် သူ၏စိတ်၌ချစ်သူ၏အထင်လွဲမှုထိုမှတပန်ချစ်သူ၏စွန့်ပြစ်မှု၏ဒဏ်သည်ပူပူနွေ့နွေ့ခံစားလျက်ရှိနေသေးသည်ဖြစ်လျာထိုပူပူနွေ့နွေ့ခံစားနေရသည့်ဒဏ်ရာဒဏ်ချက်တို့နှင့်ဘဝနေဝင်ချိန်ဆိုသည့်အတိတရားနှစ်ခုကိုပေါင်းစပ်ပေးလိုက်ရာဓာစီပေါ်၏အဝါ၌မိချစ်ချစ်လိုက်တဲ့ကဲ့သို့ဝုံငင်းနှင့်တောက်လောင်၍သွားလေတော်သည် သေခြင်းတရားအတွက်ထိတ်လန့်ခြင်း၊ကြွယ်ဝခြင်း၊ချမ်းသာခြင်းအနှစ်မဲ့ခြင်းတို့ကြောင့်သူ၏ယင်သည်တလက်လက်တုံ့လုံလျက်ရှိပေသည်မျက်နှာ၌လည်းကျွေးသည်ကျွေးပေါများဆင့်၍ထွက်လာ၏တို့ကား၌လူနာ၏ရိတ်ကဲကိုဖမ်းတတ်သောဆရာဝန်သည်တင့်လျော်ရာစေဝါကိုအချိန်မီတိုက်ကျွေးပြီးတကယ်သူကိုယင်ကြည့်သည်လည်းပုံနာပါကွင်ပူဆွေးလောင်မြိုက်သော ဝေဒနာနှစ်ရက်၏အရေးလက္ခဏာကိုဖမ်းမိသည်နှင့်တပြိုင်နက်တည်းဟိတ်ကောင်ပါကွင်မင်းလည်းတနေ့နေ့တစ်ချိန်ချိန်မှာ မင်းအောက်ကကောင်းလို့ဖြစ်လိမ့်မယ်။အဲ့ဒီလိုမဖြစ်ခင်မှာလူပြည့်ကျိုးနဲ့အောင်တော့ချမ်းသာစိတ်ကိုရှာဖို့လိုတယ်။မှန်ပါတယ်ကိုရင်ကြီးတပြည့်တော်လည်းဒီလိုပဲစဉ်းစားမိပါတယ်။ချမ်းသာစိတ်ကိုရှာတဲ့သူကချမ်းသာအတူတွေကိုစွန့်ပြစ်နိုင်တဲ့တတ္တိမျိုးရှိမှလဲချမ်းသာစိတ်ကိုရလိမ့်မယ်လို့ထင်နေပါကုန်။ဒါပေမဲ့ကိုရင် ချမ်းသာစိတ်ကို မရှာခြင်းမဲ့ငါကပြောလို့ရှာတာမျိုးတော့မဖြစ်စေချင်ဘူး။တပြည့်တော်လည်းတရေကြီးဖြစ်လာမယ်မဲ့စိတ်ချနာမှုကိုကိုရင်ကြီးပြောတဲ့အတိုင်း ချမ်းသာစိတ်ကိုတော့မခံစားရတာတော့အမှန်ပါပဲအဲ့ဒီဂျာဝရာအင်းငိမ့်နဲ့စိတ်ချမ်းသာမှုကိုရမယ်ဆိုရင်တပည့်ရောရဲ့အဥ္စာပစ္စည်းတွေကိုတပြားတစ်ချက်မှမကျန်အောင်အကုန်လုံးစွန့်ဝင်ပါလေဗျာအေးကောင်းပြီဒါတော့မင်းရမင်းစဉ်းစားရမယ်ဆုံးဖြတ်ရမယ်ဟာပဲငါနဲ့မဆိုင်ဘူးဘာကုန်လာကွာပြန်ကြစို့ဟူဆိုကကိုဝင်ကြီးကဘုံနောက်ဘာကုန်အားပြန်ရန်နှိုးဆော်လာလေသည်ကိုဝင်ကြီးသည်ပူလောင်ခြင်းညီးငွေခြင်းမဖြစ်စေရန်အတွက် ပြန်ရန် နှုတ်ဆော်လာခြင်းဖြစ်သည် လူတို့သည်ပူလောင်ခြင်းနှင့်ညှိငွေခြင်း၌၎င်းကြောက်ရွံ့ခြင်း၌၎င်းအခြားသောစိတ်ခံစားမှုတို့၌၎င်းတင့်လျော်ယုံသာကောင်းမည်သည်လူသည်ထက်ပို၍ခံစားလိုက်ရလျင်မထူးပါဘူးဟုသောမထူးစိတ်များဝင်ရောက်သွားရပြီလျှင်ထင်မိထင်ရလောက်တတ်လေသည်ဖဲချုံသောသူသည်တော်ယုံများရှောင်းလျှင်ရှေ့ဆက်ရှောင်းမိကိုကြောက်၍ဝိုင်းတွင်မှထရတတော်လဲထို့ထက်ပို၍ဆုံးရှုံးခဲ့လျှင်မထူးပါဘူးဟုဆိုက ဝိုင်းထဲမှမထတော့ပေဒိုနီတူစွာပင် ဦးဆွေးခြင်း၌၎င်းထိတ်လန့်ခြင်း၌၎င်းလိုသည့်ချက်ပေါ်လျင်ထိုစိတ်များသည်ပြောင်းလဲသွားတတ်သောသဘောရှိလေသည်။ဘယ်ကြောင့်ဆိုသောစိတ်ပူသောအရာသည်ခဏတည်းသာတတ်တာမည်ထွက်ပေါက်များကိုအစဉ်သဖြင့်ရှာကြံတတ်သောကြောင့်ဖြစ်သည်။ဤသဘောကိုသိရထားသောကိုရင်ကြီးသည်ပုံနာပါကုံအားလိုသည့်ချက်ပေါ်၍ပူလောင်ခြင်းကို၎င်းညီးငွေခြင်းကို၎င်းမပြုခဲ့ပေ။ပုံနာပါကုံသည်လမ်းတလန်းလုံးစကားတစ်ခုမှမပြောဘဲတွေး၍လာလေ၏။ ဝင်ကြီးကလည်းလိုက်သိသွားပဲတစ်လုံးမှမပြောပဲလိုက်ပါလာခဲ့လေတော့လေခြံဝါသူဝင်လိုက်သည်နဲ့တပြိုင်နက်တည်းဟေ့ပါကွန်တကောလုံးလည်းချွေတယ်ကြီးပါလားကွာရေချိုးလိုက်ပါအောင်ကွာရေချိုးပြီးတပင်းမှာစားလိုက်ပြီးတော့အေးအေးသက်သာနားလိုက်အောင်ပေါ့မင်းလည်းပင်မန်းလို့နဲ့ကွာဟုဆိုလေသည်ဘုံနာပါကွန်လည်းကိုရင်ကြီးပြောသည့်အတိုင်းမင်းရေမို့ချိုးလေတကောလုံးအေးမြသွားသည့်အထိရေပန်းနိုင်အောက်တွင်ရေစင်၍ချိုးပြီးနောက်အဝိစားလဲကတိုက်ရှိလမ်းဘက်ရှိကံတော်ကြီးရေစမ်း၌တွားရောက်၍ ။ time ဟူစိတ်ကူးလိုက်တော့လေ။အတော်တန်မောင်စာပြုံးနေပြီဖြစ်တဲ့ဖြင့်တအီစင်ဝင်ပေါ်၌ရှိသောချိန်ကလထိုင်၌ထိုင်၍ရှည်ရည်ကိုစဉ်းစားနေလေတော့သည်။ပုံနာပါကွန်သည်အောက်ပါမိကုံများကိုသူကိုယ်သူမေးလျက်ရှိသည်။ငါတည်းကြီးဖြစ်လာတာတော့မှန်နေ။တကယ်တော့ချမ်းသာပါရဲ့လား။တကယ်ချမ်းသာတယ်ဆိုရင်ရင်၌လွမ်းခြင်းဆွေးခြင်းပူလောင်ခြင်းစသည့်ဒုက္ခများရှိပါမလားချမ်းသာသူကိုယ်တော်အသက်နဲ့ရင်ပြီး ရှာနိုင်ခဲ့သေးရင်ချမ်းသာစိတ်ကိုရောဘာကြောင့်မရှာနိုင်ရမှာလဲချမ်းသာစိတ်ရှာရန်အတွက်ချမ်းသာတုကိုလုံးဝစွန့်လွန်ရန်ဘာပြခတ်ပါသနည်းပျော်ရွှင်ချမ်းမြေခြင်းမရှိသောစီစဉ်ဥစ္စာများသည်ငါအတွက်မြင်းမြအတုံးဝင်ပါသနည်းတရေကြီးဖြစ်ရန်စ조사ခဲ့ရသောအချိန်များ၌ပင်ယခုထက်စိတ်ချမ်းသာစွာနေခဲ့ရ၏ဘယ်ကြောင့်ဆိုသောတစုံတစ်ခုသောရည်ရွယ်ချက်အတွက်အလုံးလုံး၍နေသောကြောင့်ဖြစ်သည်တရေကြီးဖြစ်ပြီးနောက်ငါနာပြုလုပ်ဖွယ်ရာမရှိတော့ပြီ တင်တင်ပါဝင်လက်စားချေရမည်သူများကိုလည်းတင်တင်ကိုခွင့်လွှတ်လိုက်သည်နှင့်အတူခွင့်လွှတ်လိုက်ပြီးဖြစ်သည့်အလျောက်လက်စားချေရန်အလုံးမြဝင်မရှိတော့အမှန်စင်စစ်အပြည့်တထည်ဖြစ်ခြင်းသည်အလုံးလက်မဲ့ဖြစ်ခြင်းသာလည်းမဟုတ်ပါလားအလုံးလက်မဲ့ဖြစ်ဖြစ်နေရသောအဖြစ်သည်အမှန်စင်စစ်ညှင်းဝှက်ဝဲရာကောင်းလာပေသည်ထို့ကြောင့်ထာဝရအင်းငင်းခြင်းတည်းဟုသောကျမ်းသာစိတ်ကိုရှာဖွေသည့်အလုံးအားငါသည်မလုပ်ဘဲမနေသည့်ပုံနာပါကုန်သည့်အထက်ပါမိကုံများကိုမိမိဘာသာမိမိစိတ်၌မေး၍နေရမှာ တတိကြီးဖြစ်ခြင်းနဲ့အလုံးလက်မဲ့ဖြစ်ခြင်းဤကြီးမြနေပုံကိုစိတ်၌ပိုင်ပိုင်နိုင်နိုင်တွေးထင်မိသည်ဖြစ်လျာတစုံတရာကိုတိတိကျကျဆုံးဖြတ်ချက်ချလိုက်လေတော့သည်ကိုဝင်ကြီးကတော့ခက်ခဲပါရဲဆိုတဲ့ချမ်းသာအစီရဲ့ဗဂရိငဲအေးချင်းကိုရှာဖွေရန်ပင်ဖြစ်သည်ဒုသောဆုံးဖြတ်ချက်ချလိုက်သည့်တခဏ၌ပင်သူ၏လေးလံနေရှိသောစိတ်တို့သည်ပေါ်ပါ၍သွားလေသည်ဤသို့ပေါ်ပါသွားခြင်းသည်ပင်လင်အနှဲငယ်များစိတ်ချမ်းသာခြင်းကိုဖြစ်စေရာရှေ့သို့တက်၍ဗဂရိငဲအေးချင်းစိတ်ကိုရှာဖွေရန်အတွက် အားစေတစ်ခွက်ဟုပင်ဆိုနိုင်ပေသည်ပုံနာပါကွန်သည်စိတ်သက်သာရာရသွားသည်လျောက်ကောင်းကင်မှတပြေပြေးမြင့်တက်လာသောလကိုကြည့်၍စိတ်တည်နူးစွာဖြင့်ထိုင်လျက်နေလေသည်ဘယ်လိုလဲပါကွန်ထမင်းမစသည်ဘူးလားဟု ကိုရင်ကြီးအတန်ထွက်ပေါ်လာမှပင်ပုံနာပါကွန်လည်းကြပြကြရထ၍ကိုရင်ကြီးအာနေရပေးလေစပါမယ်ဗျာမစားသေးလို့ပါဟုဖြေဆိုပြီးနောက်ပုံနာပါကွန်ကတစုံတစ်ခုကိုပြောရန်ချိန်ဆလိုက်ပြီလေတပြိတော့ကိုရင်ကြီးပြောတဲ့ ဂရိအင်းကြီးနဲ့ကျန်းသာစိတ်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါပြီဗျာဖြစ်နိုင်ရင်မနက်ပြန်မနက်ကိုကုမ္ပဏီကိုဖျက်သိမ်းဖို့မစ္စတာ ရှောင်းဝါကိုခေါ်ပြီးတာဝန်ပေးလိုက်ပါမယ်တပည့်တော်ပစ္စည်းတွေကိုလည်းတခါတည်းလူပစ်လိုက်ပါတော့မယ်ဗျာဟေးတကယ်ပဲလားကွာစင်တော်စင်စားအောင်တော့ဒါလောက်ပစ္စည်းတွေကိုလိုချင်လို့ပြန်ပြီးရှာမယ်ဆိုရင်လွဲတာမဟုတ်ဘူးတပည့်တော်စင်စားပြီးပါပြီကိုရင်ကြီးဗျာတပည့်တော်ကကိုရင်ကြီးပြောတဲ့ဘဂရီအင်းငင်းချင်းဆိုတဲ့ချမ်းသာစိတ်ကို မရမနေစ조사ပြီးရှာဖွေပါတော့မယ်ဗျာဓာတုပဲဓာတုဓာတုလောကမှာဆင်ဟာအမဲမဲရှိတယ်ကွဆင်ပြူဆိုတာတိတ်ပြီးရှာတယ်ဒီလိုပဲလူထဲမှာလဲကို့မှာရှိတဲ့စီစဉ်ဥစ္စာအလုံးကိုပြည့်ဝနေသူဆိုတာရှိခဲ့တယ်အဲ့ဒီလိုလူမျိုးကဆင်ပြူရဲနာလိုပဲရှာပါတယ်ဟိမင်းဟာနဲ့နေရရလူမျိုးမဟုတ်ဘူးတိဟိတ်ပုပ်ကိုမျိုးပဲပဲဟုကိုဝင်ကြီးကလိုက်လိုက်လဲလဲချီချူလိုက်လေသည်တို့တို့ချီမွန်လိုက်သည့်အထက်တွင်မင်းဟာတိဟိတ်ပုပ်ကိုပဲဟူသောစကား ပါရှိလျာဒုစကားကိုကြားလိုက်ရသည့်ခဏ၌ပုံနာပါကွန်သည်ချက်သိမ်းဝင်းညင်းထ၍သွားလေသည်ထိုနေ့ညကကိုရင်ကြီးနှင့်ပုံနာပါကွန်တို့သည်ညစ်တော်နှင့်သည်ဒီစကားပြောလျက်ရှိကြလေသည်ကိုရင်ကြီးကဗရိအင်းငိန်တော်ချမ်းသာစစ်ကို အမျိုးမျိုးသောဇန်နီပတ်တို့ဖြင့်ပြောပြခဲ့လေတော်သည်နောက်တနေ့နန်းနန်းမိုးလင်းသည့်အခါ၌ပုံနာပါကွန်သည် မျက်နှာတက်ပြီးအင်းရှိသူထွက်လာရာခြံဝ၌တရဝန်နှင့်လူတယောက်စကားများ၍နေသည်ကို တွေ့ရသည်ဖြင့်ခြံဝသို့ထွက်လာရာ ကဲရမြတွင်ကိုတွေ့ရလေသည်ဥပါကုံလောက်ပါအောင်ပြခပြနဲ့တွေ့ကြလို့ပါဟု တကားပြင်မှာအော်ရွေးပြောလေသည်ဖွင့်ပေးလိုက်ပါဟုပုံနာပါကုံကပြောလိုက်သည့်အခါမှာပင်ဒရဝန်ကဖွင့်ရင်ပေးလေသည်ကဲရမြလင်သည်တကားဖွင့်လိုက်သည့်နေ့တပြိုင်တည်းအပြေးလွှားဝင်လာပြီလေဥပါကုံနဲ့တွေ့ကြလို့လာတာစူးစမ်းမှဘာကိစ္စလဲကိစ္စကတော့စီယုံကလွတ်လိုက်လို့ပါဘဲစီယုံလဲပြကိုမြလင်ဩကိုမြလင်ကတို့မှာစီယုံဝင်လာပြဟုတ်တယ်ကျုပ်လဲသခင်တယောက်ပါပဲ စူဇန်းမောင်ခင်ဗျားတို့အစီအယုံကဘာကိစ္စနဲ့ကျုပ်စီလွတ်လိုက်တာလဲအစီအယုံရန်ပုံငွေအတွက်လာတာပါကျုပ်တို့အတွင်ရင်မူတခင်အောင်ဆန်းကအစီအယုံရန်ရှေ့လုပ်ငန်းစဉ်အတွက်ရန်ပုံငွေလိုနေတဲ့အကြောင်းကျုပ်တို့ကိုပြောတယ်ဒါကြောင့်ကျုပ်လက်ဥပါကွန်စီမှာလူခံရင်ရမှာပဲဆိုလာခဲ့တာပဲအများကြိုးရှိမဲ့အလို့ဆိုလူရတာပေါ့ဗျာခင်ဗျားတို့ကောင်းဆောင်ကြီးတခင်အောင်ဆန်းဆိုတာကိုလည်းကျုပ်ကလေးစားပြီးသားပါကဲလာလေးဗျာပုံနာပါကွန်ကခဲရတ်မြတ်တင်အားခေါ်ကတိုက်အတွင်းသို့ဝင်သွားပြီးလင်း အလျား6လက်မှအနံ9လက်မှရှိသော အိတ်နှင့်အပြစ်မြိတ်ထုံးရွှေတင်းကားများကို၎င်းခဲရောက်များတင်အတွက်တိတဲ့ငွေထံကို၎င်းထူတန်းလိုက်နေတော်သည်ကိုဝင်ကြီးသည်ပုံနာပါကိုဝင်ရက်ရောပုံကိုကြည့်၍အံ့ဩနေလေထိုနေ့တနေ့လုံး၌မန်နေဂျာမစ္စတာရှောင်းဝါကိုခေါ်ယူ၍ကုမ္ပဏီကိုဖြတ်သိမ်းရန်မှာကြပြီလင်သူပိုင်ဆိုင်သော တိုက်တာအိုးအိမ်စိန်ရွှေရန်နာတို့အားစေယုံများစာတင်ကြောင်းများမိဘမကေဟာများမြင့်မြင့်ကြောင်းများအမျိုးသမီးကဲတင်ချင်းဌာနများတို့ လူတန်းလေသည်အချို့သောအဆောက်အုံနှင့်ပစ္စည်းများကိုရောင်းချပြီးမှလူတန်းရမည်ဖြစ်လျာမိဘမက်ကီဟာမျက်မြင်မြင်ကြောင်စသောဌာနများကို အုပ်ချုပ်ရေးမှူးများကိုပင့်ဖိတ်၍မစ္စတာချောင်ဝမ်းနှင့်တွေ့ဆုံပေးပြီးလင် ထိုပစ္စည်းများအားရောင်းချပြီးသည့်ခါ၌အုပ်ချုပ်ရေးမှူးလက်သို့အပ်ရန်စာချုပ်စာတမ်းပြုလုပ်၍လူတန်းလေသည်နေနဲ့မျက်နှာတက်ပြီးတဲ့နဲ့ပစ္စည်းများအလုံးကိုသူ့နေရာနဲ့သူလူတန်းခဲ့ပြီးနောက်ရှိသောခြံနှင့်တိုက်ကိုလူတန်းရန်အတွက်မူလခြံပိုင်ရှင်ဥပဒိုင်အားခေါ်ယူ၍ ဤချန်နေတိုက်ကိုလျှော့ဈေးဖြင့်ရလင်ပြန်ယူလိုမလိုမေးမြန်းရာဥပတိုက်ကယူလိုကြောင်းပြောလင်အမျိုးသမီးကယ်တင်ခြင်းဌာနမှအောက်ချုပ်သူကိုခေါ်ယူ၍ချန်နေတိုက်ရောင်းရငွေကိုလူဒန်းလေသည် ထိုအမျိုးသမီးကယ်တင်ခြင်းဌာနချုပ်သူမှာခရီးယံမဒီလာရှင်ကြီးဖြစ်လေရာဘုံနာဘာကူဟာမြို့မြို့ဖုံဖုံသောဆူတောင်းများကိုအင်္ဂလိပ်ဘာသာဖြင့်ရွတ်ဆိုပေးလေသည်ထိုထက်တွင်ဘုရားသခင်ကအကောင်းကြီးမင်္ဂလာပြုပါလိမ့်မည်ဟုဒိဗေရသောဆူတောင်းကိုမူဘုံနာဘာကူကအနှစ်သက်ဆုံးဖြစ်လေ၏ ခရီးယန်သီလရှင်မကြီးသည်ဥပဒိုက်ထံမှငွေကိုကမွန်တေချာစွာရေးတွက်လက်ခံပြီးလင်ပုံနာပါကုံအားနှုတ်ဆက်၍ပြန်သွားလေသည်မပြန်မီသူ၏နှဖို့ယင်ပန်းနှင့်ပကုံးနှစ်ဖက်အားလက်ပြားကလေးဖြင့်တို့ကချက်ချေကပုံတံပြုတ်လို့၍ဘုရားသခင်ထံတွင်ဆုတောင်းခြင်းမှုကိုပြုသွားလေသည်ပုံနာပါကုံသည်လူမှုကိစ္စများကိုကုညီဆောင်ရွက်ပေးရသည့်ဌာနများသို့သာလင်ဖောက်ပြီးဘုရားတည်ရန်ကြောင်းဆောင်ရန်စသောဗုဒ္ဓဘာသာနှင့်ပတ်သက်သောအလူကို၎င်းခရိယန်ဘာသာ၏အသေးနှင့်ဘုရားရှိခိုးကြောင်းများသို့၎င်း ဟိန္ဒူဘာသာရေးဆိုင်ရာဘုရားကျောင်းများသို့လည်းကောင်း၊မွတ်စလင်ဗလီများတို့လည်းကောင်း၊ဘာသာရေးလုပ်ငန်းများ၌တုံးဆွဲရန်လူတန်းသွားသည်ဤကြီးမားသောအလူငွေများကိုသာမဟုတ်ပေရန်ကုန်မြို့ပေါ်ရှိရှိရှိသည်များသောတရောင်းစားများနှင့်အလူခံများကိုလည်းမစ္စတာရှောင်းဝါနှင့်ကိုရင်ကြီးကိုလွှတ်၍လူတန်းစီခဲ့လေသည်ဤသို့လူတန်းခဲ့ပြီးနောက်ညနေ6နာရီလောက်တွင်ပုံနာပါကုန်းနှင့်ကိုရင်ကြီးတို့သည်ပြန်လည်တွေ့ဆုံကြလေတော့ဤကိုရင်ကြီးနှင့်အတူမစ္စတာရှောင်းဝါလည်းပါ၍လာလေသည်မစ္စတာရှောင်းဝါ ော်ဒီလိမ့်စာပါလူညကိုလည်းငွေတထောင်စီလှူပေးပါအောင်ဟုဆိုကလိမ့်စာနှဆောင်ကိုပေးလိုက်လေသည်ထိုလိမ့်စာများအားကိုရင်ကြီးကကြည့်လိုက်ရာတင်တင်တင်ကြရင်တို့လိမ့်စာများဖြစ်ကြောင်းတွေ့ရလေသည်ကျုပ်တော်မပြောတဲ့အောင်မှာပဲကိုပါကွန်ရဲ့မရှိတော့ကတော့ခမရမှာပင်ပင်ပန်းပန်းစင်စင်ရဲရဲဒရဝန်းဆောင်ရဈေးရောင်ရနှိတ်တယ်လို့ရနဲ့ချမ်းသာလဲချမ်းသာလားရောစိမ့်မခံမဲနဲ့အကောင်လုံးလူပစ်တယ်ဆိုတာဘာသဘောလဲဗျာဟုမစ္စတာရှာဝါကပုံနာပါကွန်လူပစ်တော်ဖြစ်စီများကို နှမျောလာသည့်အလျာအထက်ပါမေကွန်းကိုမဲလေသည် ပုံနာပါကွန်းကပြန်၍မဖြေပဲပြုံးယုံသာပြုံး၍နေလေထို့နောက်မစ္စတာရှာဝါနှင့်ပြောကြားရှိသည့်များကိုပြောဆိုပြီး၈နာရီထိုးပါပင်ပြီးပြတ်လေတော့သည်မစ္စတာရှာဝါလည်းနှုတ်ဆက်ကပြန်၍သွားလေထိုကားပုံနာပါကွန်းနှင့်ကိုရင်ကြီးသာလင်ခြံရည်လေတော့သည်အိမ်နာရှိသည်များသောအစီအကံများကို၎င်းဒရိုင်ဘာကို၎င်းဒရဝန်ကို၎င်းထားထိုက်တန်တန်လူတန်းရန်ချိန်မြှင့်၍အလောက်မှတကားတဲ့ရန်ဆဲလာပြီဖြစ်သည် ဒရိုင်ဘာကိုမော်တော်ကားနေငွေတထောင်ပေးလိုက်ခြင်းကိုထား၍အခြားသောအစီအကံတရဝန်းစသည်တို့ရရှိသည့်ပမာဏမှာလည်းမနည်းလာကြောင်းသိသာလာပေသည်။ကဲမင်းမဘာမျှကြံပါသေးတယ်လဲ။ကြံပါသေးတယ်ဗျ။တပည့်တော်ဒီညာစားဖို့အတွက်ဗန္နာစုဝယ်ပေးထားခဲ့တဲ့ဟောဒီထမင်းတုတ်တထုံနဲ့ကိုရင်ကြီးကိုလူဖို့ငွေဟုဆိုကထမင်းတုတ်ကိုမြောက်ပြလျက်ငွေတထုတ်ကိုယူကကိုရင်ကြီးအားလူတန်းလိုက်ပြီးလင်ကြံပေါ်၌ထိုင်ကမိန်ချက်စွာစားတော့လေသည်။သူ့စိတ်ဒီပေါ်ပါရင်နေ ချေဆရာမြေခီးစဉ်အတွက်လည်းစိတ်ဆော၍နေလေသည်တတိဆိုရပါမူဘွဲကြည့်သွားရမည်ကလေးငယ်တူသည်စိတ်၌လွတ်လပ်ပေါ်ပါစွာမြူးထူးနေတဲ့ကဲ့သို့သူ၏စိတ်သည်လည်းမြူးထူး၍နေလေသည်ကိုင်ကြီးသည်ပုံနာပါကွန်လှူသောငွေထုတ်ကိုကမ်းလျက်ဓာတုသုံးချိန်ခေါ်လေသည်ထို့နောက်ငွေများကိုရေးတွက်ကြည့်ရာတသိန်းတိတိရှိကြောင်တွေ့ရလင်ဟိတ်ကောင်တသိန်းတောင်မှပါလားမဲ့မာလေငါဘာလို့ရမှာလဲကိုင်ကြီးလှူတာပဲတုံးချင်တဲ့နေရာတော့ ကွင်းကြီးဟာကွင်းကြီးမိရွယ်ရှို့ပြပြထွေတော်နဲ့မဆိုင်တော့ပါဘူးအင်းသာဓုကွယ်သာဓုသာဓုမိမဘာမြန်ကြံသေးတယ်လဲဘာကွန်ကြံပါသေးတယ်ဗျာပုံနာဘာကွန်ဒီထမင်းစားပြီးပြီးပြီဖြစ်တဲ့ပြင်ဖက်များကိုယူကလွှတ်ပြလိုက်ပြီလေရေးတော့ချင်းလက်စေးချင်းစသည်တို့ကိုပြုတ်လောက်ပြီးနောက်ကွင်းကြီးရှေ့ရှိကျမ်းပေါ်သို့တစုံတစ်ခုကိုချပြလိုက်တပြည့်တော်မှာဒါရီကျမ်းမာသိတဲ့ဗျာဟုဆိုလိုက်တဲ့ပြင်ကွင်းကြီးကလည်းပုံနာဘာကွန်ချပြတော့ပစ္စည်းများကိုကြည့်လိုက်ရာ မန်အေးစုပ်ကြီးတစ်လုံးလွယ်အေးရှည်ကြီးတအိနှင့်ဝရင်ထုတ်ကြီးကိုအံ့ဩဖွယ်ရာတွေ့ရလေသည်ထိုပစ္စည်းသုံးမျိုးမှာလွန်ခဲ့သောခုနှစ်နှစ်ကဤနှစ်ဤရက်ဤညမျိုး၌ပုံနာပါကုံအားတုံညဘွားမှနေ၍တရေကြီးတူဖြစ်အောင်စ조사ပြီတော်ဟုဆိုကကိုဝင်ကြီးကပေးလိုက်သောပစ္စည်းများဖြစ်ပေကိုဝင်ကြီးစိတ်ပြီးလွန်ခဲ့သောခုနှစ်နှစ်တာ၏ထူဆန်းသောညတညစီတို့ပင်ပြန်လည်ရရှိသွားပြီလေအနှံ့ငယ်ဝမ်းနည်းသလိုလိုပင်ဖြစ်၍လာသေးတော်သည်ထုံညကပုံနာပါကုံအား မှန်ရည်စုံကြီးအားမိထွန်းစေ၍လက်တစ်ဖက်မှဆွဲစေသည်လွယ်ရည်ရှည်ကြီးကိုလည်းလွယ်စေ၏အခြားသောလက်တစ်ဖက်မှလည်းဝရင်တုပ်ကြီးကိုကန်စေပြီးလင်ခုနှစ်နှစ်အတွင်းတထေကြီးဖြစ်အောင်လုပ်ပေတော့ခုနှစ်နှစ်ပြည့်လို့မှတထေကြီးမဖြစ်ရင်တော့မင်းလည်းပဲမဆွဲထားတဲ့အစိတ်တုပ်ကိုဖြွင့်ပြီးတောက်ရမယ်ဟုဆိုကလွတ်လိုက်ခြင်းဖြစ်လေသည်ယနေ့ညသည်ခုနှစ်နှစ်မြောက်သောနေ့ပင်ဖြစ်သည်ပုံနာပါကွန်ကလွန်စွာကျွဲဝချမ်းသာသောတထေကြီးဖြစ်ခဲ့ပေပြီ ယခုတပန်ဤချမ်းသာစီစဉ်များကိုတပြားတစ်ချက်မှမကြံအောင်လူဒန်းခဲ့စီသည်ထို့သောလူဒန်းစီခဲ့ပြီးနောက်ပဂရိအင်းငိမ့်သောချမ်းသာစိတ်ကိုရှာဖွေရန်အတွက်လွှတ်ရပေဦးတော်မူဤဒီကိုပင်ကိုရင်ကြီးကဝမ်းနဲ့တယ်လို့လို့စိတ်မကောင်းတယ်လို့လူကြီးဖြစ်နေ၏မိုင်းတရားမြဝေတော်ကြီးအားလေးလံသော ထုတ်ကြီးကိုထမ်းပို့၍လာခဲ့ရမည်ဟုစေခန်းလိုက်တော်သူသည်ပင်မမောဟိုက်စွာလာခဲ့ပြီးနောက်မဟုတ်သေးဘူးမူလနေရာကိုပြန်ပြီးသွားရမည်ဟုဆိုလိုက်လျှင် မိုင်းတရားကြီးကိုခြေချင်းလာခဲ့ရယုံများမက လေးလံသောအထုပ်ကြီးကိုပါထမ်းပိုး၍လာခဲ့ရသူသည်အထုပ်ကြီးအာမြင်ပင်ပေါ်သို့ပြစ်ချပြီးခြေပြက်လက်ပြစ်ထိုင်ကချုံပန်းချမငိုသည့်တိုင်အောင်ကျေလောင်သောတပ်ပြင်းရှေကြီးကိုမူချမိမိမှာအမှန်ပင်ဖြစ်သည်ပုံနာပါကုံအားကိုရင်ကြီးလောက်ခိုင်းနေသည်မှလည်းဤနီးတိုင်ပင်ဖြစ်တို့ရောင်ရဲပုံနာပါကုံကချုံပွဲချ၍လည်းမငိုတပ်ပြင်းရှေကြီးကိုလည်းမချသည့်အပြင်ပျော်ရွှင်ပော့ပါ၍နေပေသေးတော်သည်ဘာကုံမိဟာတော်တော်ကို ထုတယ်လူပဲကွာ အေးအေးဒီလောက်အိတ်လည်းပါအောင်ကွာချိန်ကြတော့ငါနှို့ပါမယ်ဟုဆိုကပုံနာပါကွန်အားအိတ်ခိုင်းတဲ့ပြင်ပုံနာပါကွန်သည်စင်ဝင်ပေါ်ရှိတက်မြင်တိုင်းတွားရောက်ကနှစ်ချိုက်စွာအိတ်ဆက်လေတော့သည်ကိုဝင်ကြီးမှမူလောဝအိတ်ဆက်ခြင်းမပြုဘဲခောက်တုတ်ခောက်ပြန်လမ်းလျှောက်လျက်ရှိ၏မိမြကြကြရှောက်နေမိသည်မသိခက်လန်းလန်းခြံဝါမှတရဝံကပါရာပကြဟုဟုအဟိတ်ခါ၁၂နာရီတန်ကြောင်းကိုခောက်ပြီးခါမှပင်ဘုံနာပါကွန်အိတ်တီနေရာသို့သွားပြီလေဟေးပါကွန်ထတော့ကွာ ခီးထွက်ဖို့တော်ပြီဟုနှုတ်လိုက်ရာဘုံနာပါကွန်နဲ့လူလဲ၍ထားလေသည်ထို့နောက်ကိုရင်ကြီးကရေချိုးခိုင်းသည်ဖြင့်ရင်မွှချိုးပြီးလင်ဝိတာသောအင်ကြီးလက်လက်ကိုချွတ်၍ဟောင်းတော်လဲထူ၍ခိုင်ခန့်သည်ဖြင်းချမ်းအင်ကြီးကြီးကိုဝိလိုက်လေသည်ထို့နောက်ခီးယုတစိပလေကက်လုံးကြီးကြောကိုချွတ်၍ဖြင်းချမ်းလုံးကြီးကိုပင်ဝိလိုက်ပြန်သည်ထို့ဖြင်းချမ်းအင်ကြီးနှင့်လုံးကြီးတို့မှဘုံနာပါကွန်၏အစီကံအားပုံနာပါကွန်ကဝင်နှင့်အဝိစားကောင်းများကိုပေးလိုက်သည့်တခဏ၌ပင်စေကံမောင်ဖြူက ဒါလောက်အကောင်းတွေရမှဒီအချမ်းကြီးတွေတော့တော်ဟုဆိုက ချွတ်ပစ်ခဲ့သောအရာများပဲဖြစ်လေသည်ဂွင်ကြီးကရေနံစီမှန်၌ရေနံစီထည့်၍မိထွန်းပေးလိုက်လေသည်ဘုံနာပါကုံကဂွင်ကြီးအားထား၍ကြော့လေကြော့ပြီးနောက်လွဲရှည်အလွကြီးကိုဆလွယ်တန်းလိုက်ပြီးလင်ညာဘက်လက်ကိုဝင်းတုံကြီးအားကျန်းပြင်း၌ထောက်၍တောင်ဝေးကင်တကယ်သူကင်လိုက်ပြန်လေသည် ရော့ဟော်ဒီမှာမှန်အိမ်ဟုဆိုကဂွင်ကြီးကမှန်အိမ်ကိုပေးလိုက်လင်ဘုံနာပါကုံကကျန်သောလက်တစ်ဖက်ဖြင့်လက်ကမ်းယူလိုက်၏ မနေ့ကျရင်ငါလည်းဒီကပြန်မယ်ကဲငါတပီကြီးဘဂရိရေးအေးချင်းဖြစ်တဲ့ချမ်းသာစိတ်ကိုစူးစားပြီးရှာပြီးတော့ကွာလင်းမြန်ထုတ်ချရပါစေလို့လည်းငါဆူတောင်းမေတ္တာပို့လိုက်ပါတယ်ဟုကိုရင်ကြီးကအက်ကွဲသောအတန်ကြီးဖြင့်ပြောလိုက်လေသည်ပုံနာပါကွန်ကသူ့ဤဖြူပွေးလှပါသောသွားများကိုပေါ်အောင်ပြုံးပြပြီးလင်ကောင်းငိတ်ပြလေထို့နောက်ခြံဝါတို့နှစ်ဦးစလုံးရှောက်လာပြီးလင်ခြံဝါ၌ကိုရင်ကြီးကမတ်တက်ရက်၍ကျင်းရည်လေသည်ပုံနာပါကွန်ဒီက လွန်စွာလက်ပတ်ဖျားယောင်းတတ်သောကာမဂုဏ်အာရုံများနှင့်မြည်သည့်ရက်ဒေတာတို့သွား၍ရှောင်ပုံးသည်ဖြစ်စေမလွတ်ပြောင်းနိုင်အောင်လောကကြီးနှင့်အပြည့်သိရှိသောဒုက္ခတရားများကိုအနိုင်ယူ၍ပဂရိအင်းငိမ့်သောချမ်းသာစိတ်ကိုရှာဖွေရန်အတွက်ရှင်ကိုကော့၍ထွက်ခွာသွားလေတော့သည်ကိုဝင်ကြီးမမူရင်တို့ကြီးအားတောင်ဝိတပွဲကတ္တရာလန်းလိုက်တောက်တောက်ထောက်ရေလျှောက်သွားသောပုံရပါကုံအားရက်လျက်မျက်စီတစုံကြည့်၍ချမ်းရေခဲ့လေသည်ကတ္တရာလန်းမွန်၌ထောက်ရေသွားသောကြောင့် ဖြစ်ပေါ်လာသောဓာတ်ဓာတ်ဆိုသည့်အတန်ဒီလဲဒဇဒဇပြောက်ွယ်သွားလေသည် ပုံနာပါကုန်သည့်ကတ္တရာလမ်းမကြီးတိုင်းနချံကုန်ယခုလုံသားစေယုံမှဖြတ်၍မူကုန်းဘက်သို့ပောက်သောလမ်းတိုင်းလျှောက်ရီသွားနေပုံနာပါကုန်ကိုမမြင်ရတော့တော့လဲသူကင်ဆွဲထားသောမန်အင်္ဂလိပ်ကိုမူမြင်၍နေရသည်သည်နောက်ဆုံး၌မန်အင်္ဂလိပ်သည်ပင်လင်းဝေး၍ဝေး၍သွားသည့်အလျောက်တေး၍တေး၍ပြောက်ွယ်သွားလေတော့သည်ပုံနာပါကုန်မှမူလျှောက်ရီလာရင်းပင် သူ၏စိတ်လွတ်လပ်ပေါ်ပါပုံကိုတတိပြုမိလေထို့သောလွတ်လပ်ပေါ်ပါသွားခြင်းသည်လည်းအကြောင်းရှာပြကြည့်ပြန်ရာတတိကြီးဖြစ်နှင့်ပစ္စည်းဥစ္စာများကိုတိမ့်ပိုက်ထားရာမှထိုပစ္စည်းများကိုစွန့်ပြစ်လိုက်သည်ဖြင့်တိမ့်ရပိုက်ရသောအလုံးမှအာလခွင့်ရသွားခြင်းသဘောကိုတွေ့မြင်ရလေသည်ထိုချိန်၌စိတ်ခန္ဓာ၌လွတ်လပ်ပေါ်ပါသွားသကဲ့သို့တတိကြီးဖြစ်ဖြစ်နေရစဉ်ကဲ့သို့ဟန်တွေပန်တွေမပြုတ်လို့ရတော့ပဲမိမိနေခြင်းသလိုနေခွင့်ရသောကြောင့်လည်းဖြစ်တတ်ရသည်ဟုစဉ်းစားမိပြန်သည်ထို့ကြောင့် အောက်ပါစကားကိုတကူတဲ့ရေရွတ်လိုက်ရလေတော့တည်းစီစဉ်ဥစ္စာကိုမိမိသဘောလျောက်စွန့်ပြစ်နိုင်သည့်နေနိုင်ငါသည် ချမ်းသာခြင်းတစုံတရာကိုရရှိခဲ့လေပြီပုံနာပါကွန်သည်မိမိဖန်သာတကူတဲ့စိတ်ကူးရင်ရင်ရှောက်လာခဲ့ရကဲတော်ကြီးမှနေ၍တင်ပြူတွင်ဘက်သို့သွားသောလမ်းနီးယခုကရဝိတ်သို့ဝင်သောလမ်းထိပ်သို့ရောက်လင်တစ်ပင်အာမမဲမဲတရံတစ်ခုသည်လှောက်ရှား၍လာပြီးလင် သူ့စီသို့ဥတီ၍ရှောက်လာလေသည် ထို့နောက်ထိုမဲမဲသဏ္ဍန်ကပင်မင်းငုံကစောင့်နေတာကဝမ်းသာလိုက်တာကဟုဆိုလေဟင်ကြိတ်ကူစစ်ပါလားကျုပ်ဒီချိန်မှာဒီကိုလျှောက်လာလိမ့်မယ်လို့ခမရကဘလို့လို့သိနေတာလဲသိတာပေါ့ကမင်းတက်ကမင်းမန်နေဂျာရှောင်းဝါကမင်းလူခိုင်းလို့ဆိုငါ့ကိုငွေကားတောင်းလာပြီးလှူတယ်လေအဲ့ဒီကလေးကငါရိပ်မိပါတယ်ကွာဟုတ်တယ်ကျုပ်စရာကိုရင်ကြီးကိုငွေတသိန်းခမရကို9000လူတဲ့ငွေကကျုပ်ရဲ့နောက်ဆုံးလူပဲခမရအတွက်လည်းဒီ9000ကတစ်သက်လုံးအေးအေးဆေးဆေး နေလို့ရပါတယ်ဂျိတ်ကူစင်ကဟဲ့ဟဲ့ပဲပဲရီမောလာလေသည်ဘာကိုရီတာလဲဂျိတ်ကူစင်ငါကဘိန်းမှမရှိပဲကွာဟွန်းတန်းနဲ့ခင်ဗျကိုမေးလိုက်ရင်ဘိန်းဆိုင်ကပြန်လာတယ်ဘိန်းရှူသွားမလို့နဲ့ပဲကျုပ်တို့ကိုပြောခဲ့တာမဟုတ်လားအေးဟုတ်တယ်အဲ့ဒါလို့တော့ပြောခဲ့တယ်ဒါမဲ့ငါကတကယ်တော့ဘိန်းမရှိပါဘူးကွာဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတော့လူကြီးကတော်တော်များများလူတုံးနေကြီးပဲကွာတယောက်ဖိုးကြီးတယောက်မျက်စိမိတ်ပြီးငိမ့်နေ哦ဖိုးကြီးအိတ်နေပါလား တစုံတစ်ခုကိုလေးလေးနက်နက်တွေးခေါ်နေပါလားလို့မှန်မှန်ကန်ကန်မြင်နေတဲ့သူကမရှိတဲ့လောက်ရှာတယ်။ဒီတယောက်ဖိုးကြီးဘိမ့်မိတ်နေတာပါပဲလို့ထင်တတ်ကြတယ်ကွာ။အဲ့ဒီလိုဘာကြောင့်ထင်တတ်တာလဲဆိုတော့သူတို့တွေ့မြင်ဘူးတဲ့တယောက်ဖိုးကြီးများစုကဘိမ့်မိတ်နေလေးရှိတာကိုကွာ။အဲ့ဒီမြင်ဘူးတွေ့ဘူးတဲ့ဘုသူတအဟောင်းကြောင့်ငါဟာငါငင်းငင်းလေးမျက်စိမိတ်ပြီးတွေ့နေလဲကြိတ်ကိုစီကြီးဘိမ့်မိတ်နေပြီလို့ပုံစံယူဆလိုက်တော့တာလားကွာ။ ဒီတော့ငါကလည်းလူတွေကိုမဆန့်ကျင်တော့ဘဲနဲ့တနေရရမှာအေးအေးဆေးဆေးထိုင်ပြီးတွေးဖို့သွားရင်ဘိန်းယူသွားအောင်မယ်လို့ပြောလိုက်တော့တာပဲဟိ။အိုးခင်ဗျားကိုကြုံလူလိုက်တဲ့ငွေတွေကိုဘယ်သွားထားလဲ။အာဒီငွေတွေကိုငါမှလက်မခံလိုက်တာပဲ။လာပြီးရရှောင်းဝါကိုပြန်ပြီးလှူပြစ်လိုက်ပြီးကွာ။ဒီကောင်ကဝမ်းသာလုံးလုံးငါ့ကိုကပြသွားတာကြည့်ပြီးရိုက်ရတာကွာမပြောပါနဲ့တော့။ခင်ဗျားဘာဖြစ်လို့ငွေတွေကိုလက်မခံလိုက်တာလဲ။ငါကပြေစုံနေอยู่ပဲကွာဘာလို့လက်ခံမှာလဲ။ပြေစုံနေပြီဟုတ်လား။ ခင်ဗျားကဘာရှိလို့ပြည့်စုံနေတာလဲဘာမှမရှိလို့ပြည့်စုံနေတာကြေကူစစ်ခင်ဗျားတော့အဆန့်ကြီးပဲဗျာပြန်မဝူးကွာရိုးရိုးလေးပါဘာမှမရှိခြင်းရဲ့တန်ဖိုးကိုမိမနားမလဲပဲကွာဥပမာကွာအတွင်းမှာမှခွက်ပြီးနေတဲ့အရာကိုအိုးလို့ခေါ်ရမလားအဲ့ဒီခွက်နေတဲ့ဘာမှမရှိတဲ့နေရာအတွက်ဥဟာတန်ဖိုးရှိတာအိုးကိုရေနဲ့ပဲဖြစ်ဖြစ်စီနဲ့ပဲဖြစ်ဖြစ်တခြားအရာတစ်ခုနဲ့ပဲဖြစ်ဖြစ်ပြည့်အောင်ဖြည့်လိုက်ရင်အိုးရဲ့လုပ်ငန်းတာဝန်ကပြီးဆုံးသွားပြီ ။တနည်းပြောရရင်အိုးရဲ့တန်ဖိုးကအဆုံးသတ်သွားပြီမဟုတ်လား။အိမ်လက်ဒီလိုပဲပေါ့ဗျ။အိမ်တလုံးဝယ်တယ်ဆိုတာက အမိုးကိုဝယ်တာလည်းမဟုတ်ဘူး၊အကာကိုဝယ်တာလည်းမဟုတ်ဘူး၊ခင်းကိုဝယ်တာလည်းမဟုတ်ဘူး။အိမ်ရဲ့အတွင်လစ်လပ်ပြီးဘာမှမရှိတဲ့နေရာကိုဝယ်ယူရတာပဲကွာ။အခင်းအကာအမိုးဆိုတာကဘာမှမရှိတဲ့နေရာတစ်ခုဖြစ်လာအောင်ဖန်တီးတဲ့သဘောပဲရှိတယ်။တကယ်အနှစ်အသားကတော့ဘာမှမရှိတဲ့နေရာလက်ကိုဝယ်ယူခြင်းပဲဖြစ်တယ်ကွာအဆက်မယ် ဘာမှမရှိတဲ့အရာရဲ့ဒံဖို့ပေါ့အေးနားမြင်သေးလို့သဘောမပေါက်သေးလို့ပါကွာဒါနဲ့နေစမ်းမအောင်မင်းကကောစီစဉ်ကိုအကုန်စွန့်ပြီးဘာလို့အုံးမလို့လဲအခုစီစဉ်ချန်တာကတကယ်စီစဉ်ချန်တာမဟုတ်ဘူးဆိုတာတော့ကျုပ်ကိုယ်တိုင်သိရပြီဒါကြောင့်ဘက်ကရီအင်းကြီးနဲ့ချန်တာစိတ်ကိုရှာဖွေဖို့ပဲဟာတဲလည်းဟုတ်ပါလားကွာဘက်ကရီအင်းကြီးနဲ့ချန်တာစိတ်ဆိုတာ လောကဓမ္မကိုခေါ်တာပဲလောကဓမ္မဆိုရင်အမှန်တရားကိုတောထွက်ပြီးရှာမလို့လားတောထွက်တဲ့ရင်လည်းထွက်ရမှာပဲကြိတ်ကူစီ တောထဲမှာတရားမရှိဘူးတောထဲမှာတရားရှိရင်မြဲတမ်းနေတဲ့ကြားလိမ်မြောက်တွေတရားရဖို့ပဲရှိတယ်ခင်ဗျားပြောတဲ့လောကဓမ္မကျုပ်ပြောတဲ့ဗဂတိငိမ့်အေးချမ်းသာအစ်စ်ဆိုတဲ့တရားတောထဲမှာမရှိရင်မြို့ပေါ်မှာရောရှိသလားမြို့ပေါ်မှာအမှန်တရားရှိတယ်ဆိုတစ်မျိုးလုံးချောင်းချိုးချောင်းကြပါမကြံသွားနေတဲ့တကူပိန်းစားတွေအရင်ဆုံးတရားရဖို့ရှိတယ်ဘာကွန်မြို့ပေါ်မှာလည်းမရှိဘူးတိုးထဲမှာလည်းမရှိဘူးဆိုရင်အမှန်တရားကဘယ်မှာရှိတယ်လဲကြေကူစစ် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ